မဒီဖို့ရုပ်သံလိုင်းကိုကြည့်ရှုနေကြပြည်သက်များလို့မင်္ဂလာပါခင်ဗျာရန်ကုန်မြို့ရင်းမှာကျင်းပပြုလုပ်တဲ့ဘုဒ္ဓရယဝေယပွဲခမ်းနားများစွာကိုရိုက်ကူးတင်ဆက်ပေးနေတဲ့ရန်ကုန်မြို့ကျဲအစည်းအဝေးကလေဒီနေ့မှာဆိုရင်တော့ရန်ကုန်တိုင်းဒေသကြီးမင်္ဂလာလိုမြို့နယ်ဇေယသတိကျောင်းတိုင်မှာကျင်းပပြုလုပ်တဲ့မင်္ဂလာလိုမြို့နယ်လုံးဆိုင်ရာတတိယကျင်းမြောက်ဓမ္မစကူးစုံကြီးပွဲတော်ခမ်းနားကိုရိုက်ကူးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာပြည်သက်များကလည်းကျွန်တော်နဲ့အတူလိုက်ပါကြည့်ရှုဖို့ဖိတ်ခေါ်ပါရစေခင်ဗျာ ဒီနေ့ပွဲခမ်းနာကူတော့မင်္ဂလာရှိလာတဲ့နန္ဒခင်အချိန်ခါမှာဇေယသီတိကျောင်းတိုက်တွင်ဆရာတော်တန်ခါတော်ရှင်သူမြတ်များဦးထိပ်ထားကဓမ္မစကူကျောင်းများမှာဆရာဆရာမများနဲ့ကျောင်းသူကျောင်းသားတို့ကစုံကြီးပွဲတော်ကြီးကို စီကားတိုက်မြိတ်စွာကျင်းပပြုလုပ်ခဲ့ကြတာပဲဖြစ်ပါတယ်ခန္ဓာကိုနိုင်ကဆရာတော်ဘုရားကြီးများမှာဖဲကျူးဖြက်ကား စတင်ဖွင့်လှစ်ပေးတော်မူခဲ့ပါတယ်။အဲ့နောက်မင်္ဂလာလိုမြို့နယ်ဓမ္မစကူးကျောင်းပေါင်းစုမှတားငယ်သမီးငယ်များက ချမ်းမြေပါစီအဖွင့်တီးကြပြားနဲ့ဖြောပြေးတင်ဆက်ကြပါတယ်။ မစကူးကြောင့်ဖွင့်လှစ်ရတဲ့ရည်ရွယ်ချက်နဲ့ကလေးငယ်များရရှိစေမယ့်အကျိုးကျေးဇူးများကိုလည်းဇေယျသီရိကျောင်းဆရာတော်ဖျားမှာ အခုလိုမိန့်ကြားတော်မူခဲ့ပါတယ်။ဘာသာဘာသာနိုင်ငံလူနိုင်ငံသားတရားတော်မှာများအားလုံးမင်္ဂလာပါ။ယနေ့မင်္ဂလာတော်မျိုးနဲ့ဓမ္မစကူး၃ညပြည့်အထိန်အမှတ်ပွဲတော်ကြီးကျင်းပရတဲ့ရည်ရွယ်ချက်ကတော့ လေးသူငယ်များရဲ့နှလုံးသားမှာဗုဒ္ဓရဲ့ဟောပြောချက်ဓမ္မတွေကိုကိန်းအောင်ဖို့အဓိကထားပြီးတော့ဘုန်းကြီးများဆောင်ရွက်ကြတာဖြစ်ပါတယ်ဒီလိုရည်ရွယ်ချက် ထားပြီးတော့ပြုလုပ်ပေးခြင်းအပြင်ကလေးသူငယ်တွေဟာတသင်းနဲ့တသင်းလိမ္မာရေးကြလေးဖြစ်လာကြမှာ ဖြစ်တဲ့အတွက်ဟောလာမြန်မာနိုင်ငံမှာဓမ္မစကူဆိုတဲ့ ကျောင်းကိုစတင်ဖွင့်လှစ်ခြင်းအားဖြင့်မင်္ဂလာတုံမြို့နယ်စံကြီးဝရကွယ်ဇေယသီကျောင်းကနေနံပါတ်1မြန်မာနိုင်ငံတနိုင်ငံလုံးစတင်ဖွင့်လှစ်ခဲ့ပါတယ်။အဲ့ဒီပွဲတော်လုံးနှစ်ပြည့်တဲ့အထိတ်အမှတ်ဖြင့်ကလေးတွေကို ပထမဦးဆုံးပထမရက်မှာဗုဒ္ဓဝင်အမေအဖြစ်ဒုတိယရက်မှာအဲမြတ်စွာဘုရားရဲ့ဇတ်တော်တွေကိုဇာဟန်ခင်းကျင်းပြီးတော့ပျော်ပွဲရှင်ဝဲများအဲဆင်းရင်ကျင်းပပေးသွားတာဖြစ်ပါတယ်။ လို့လို့ကြောင့်ဒီလိုကျင်းပခြင်းအပြင်ကလေးသူငယ်လေးတွေဟာစိတ်ပါဝင်စားဖြစ်လာမှာ ဖြစ်ပါတယ်ဒါကြောင့်မလို့ဘုန်းကြီးများဟောလာအားလုံးသောတရားဓမ္မတွေကိုပြောကျင်တာကတော့မိမိတို့ရဲ့ယဉ်သွေးငယ်လေးတွေကိုဓမ္မစကူကြောင်းဗုဒ္ဓယဉ်ကျေးလိမ္မာကြောင်းဓာရီကို ပို့ဖို့ဘုန်းကြီးများ အနုညွတ်တိုက်တွန်းပါတယ်အားလုံးကိုစိတ်နဲ့ဖျားကြမ်းမှာချမ်းသာကြပါစေဆက်လက်ပြီးကြောင်းများလိုက် ဖြောပြေတင်ဆက်မှုအစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့ကြပါရခင်ဗျာဖြောပြေတင်ဆက်ပွဲတွင်တိုင်းငယ်သမီးငယ်လေးများကရင်ကျေးလိမ်မာတီးကြပြများဇန်နီဘတ်တော်များကိုပြဆက်ခင်းကကပြဖြောပြေခဲ့ကြပြီးအခမ်းအနားကိုအောင်မြင်စွာပြီးမြောက်စေခဲ့ပါတယ် ဒမတ်စကူးစုံညီပွဲတော်နဲ့ပတ်သက်လို့ပွဲတော်ပြမြောက်ရေးကော်မတီအဖွဲ့မှတာဝန်ရှိသူတို့ကိုလည်းအခုလိုမေးမြန်းဖြစ်ခဲ့ပါတယ်။ဦးမင်္ဂလာပါခင်ဗျာ။မင်္ဂလာပါတာ။ဦးမီနဲ့တာဝန်ထားတဲ့အပိုင်းကိုသိပြစီခင်ဗျာ။အဦးနာမည်ကဦးတန်းချစ်လို့ခေါ်ပါတယ်။ဦးကဒီဒမတ်စုစုံမင်္ဂလာမျိုးတဲ့ဒမတ်စကူးအဖွဲ့ဘာဘာအဖွဲ့မှုပေါ့နော်။ဒီပြည်မြောက်ရေးမှာအားလုံးပါဝင်ပြီးပူးပေါင်းဆောင်ရွက်နိုင်ဖို့ချိတ်ဆက်ပေးတယ်လို့ပဲယူဆပါတယ်။လေးလေးတော့ဒီပွဲတော်တစ်ခုပြည်မြောက်ဖို့အဲဘာပေါ့12လပိုင်းပေါ့နော်12လပိုင်း29ရက်မှာ ဒီចောင်းပေါင်းဆို meeting တခုထိုင်ပြီးတော့ခါကြတော့မဆရာတော်တန်ဃာတော်ကြီးတွေနာဂဆရာတော်ကြီးတွေပြီးတော့အကျိုးတော်ဆရာတော်ကြီးတွေအားလုံးပူးပေါင်းတိုင်ပင်ပြီးဆောင်ရွက်ပြီးတော့ဒီလိုတာဝန်ယူခဲ့ဟိုအချိန်ယူခဲ့တာဆို၄လတင်းတင်းလောက်ရှိပါတယ်ကလေးတွေဓမ္မစကူးနဲ့ပတ်သက်လို့ရှင်ဓမ္မစကူးရဲ့အသက်ကဆရာပြစ်တင်တန်းလဲပြောလို့ရတာပေါ့ဒါပြီးလို့ရှင်လေးလေးတို့ကဒီဟိုခင်ဦးပေါ့နော်ခင်ဦးမြို့နယ် ဥက္ကံကြောင်းတိုက်ပေါ့နော်လက်ပံလရွာမှာဓမ္မစုဆရာပြစ်တင်တဲ့အောင်သွားရပူပေါင်းပြီးတော့မင်္ဂလာတော်ဓမ္မစုအဖွဲ့နေတယ်သွားရပူပေါင်းပြီးတော့ဆောင်ရွက်ပေးဖို့ရှိတယ်လို့နောက်တော့ကအလေတန်းဆင့်ပေါ့ဆရာပြစ်တင်တဲ့အောင်လည်းမင်္ဂလာတော်မြို့နယ်မှာ6လပိုင်းမှာကျင်းပပေးဖို့လည်းအစီအစဉ်တစ်ခုရှိပါတယ်လေးလေးတို့ကတော့အခုဒီဓမ္မစုပေါ့နော်ကလေးတွေရဲ့ဒီဇာရိတသီလကိုအဓိကမှန်တယ်ထားပြီးတော့သင်ကြားပေးနေတဲ့ဓမ္မစုတွေဖြစ်မြောက်ဖို့ဆရာတကာတွေညီညာလက်တွဲကြဖို့ဆိုတော့လေးလေးဒီမှာအထက်မှာရှိတဲ့ ဥဆောင်ဆရာတော်တွေရှိတယ်ပြီးတော့နာဂဆရာတော်တွေရှိတယ်သူတို့ရဲ့ဩဝါဒတွေသူတို့ ਨੇ အများဆုံးတိုင်ပင်ပြီးတော့ပြီးတော့နောက်တော့ကမိဖက်အဖွဲ့စည်းတွေပရာဟိတအဖွဲ့စည်းတွေသူတို့ဆရာအကြံဉာဏ်တွေယူပြီးတော့လေတို့ကဒီကိုအမျိုးဘာသာသာသနာတိုးတဲ့အကောင်အားလုံးပူးပေါင်းဆောင်ရွက်ကြဖို့အစီအစဉ်တွေကတော့အများကြီးရှိကြရှိပါတယ်လေတို့ချိတ်ဆက်ထားတဲ့ခြားတိုင်းဒေသကြီးကနေပြီးတော့ဓမ္မစုချင်းနဲ့ချိတ်ဆက်ထားတဲ့လေတို့နဲ့ဆိုရင်ခုနှစ်မြို့နယ်လောက်ရှိပါတယ်လေတို့ကတော့ရိုးရိုးလေးပါပဲပီတိဖြစ်ပါတယ် လေးနဲ့တူလက်တွဲပြီးပါဝင်ခဲ့တဲ့လေးလေးရဲ့အဲဓမ္မစကုမိသားစုရှိတာပေါ့နော်ဓမ္မစကုမိသားစုလေးလေးရှိတယ်အားလုံးပါဝင်ခဲ့တဲ့ចောင်းမောင်းတို့ရှိတယ်ဆရာတော်တန်ဃာတော်တွေရှိတယ်ပြီးတော့ကြာဒီပွဲကြီးဖြစ်မြောက်ဖို့အတွက်လေးလေးကိုအဓိကပံ့ပိုးပေးခဲ့တဲ့အလှရှင်တွေရှိတယ်ဒီပွဲတော်ကြီးကိုပြီးတော့စနစ်တကျကျင်းမာနိုင်ဖို့ဆိုတော့တခါပါဝင်ကြတဲ့မိဖက်ပရိုက်တာအဖွဲ့အစည်းတွေရှိတယ်။အာပြီးတော့ကကြတော့ကျမ်းမာရေးအဖွဲ့တွေရှိတယ်။ပြီးတော့လေးလေးတို့အများကြီးနောက်တော့ကထပ်ပြီးလုပ်ပေးကြတဲ့အုပ်ချုပ်ရေးပိုင်းတွေရှိတယ်။ ကိုရက်ရွာရက်ွက်ဆိုရက်ွက်ပိုင်းလဲမြို့နယ်ဆိုမြို့နယ်ပိုင်းလဲအဲပါဝင်ကြတဲ့အုပ်ချုပ်ရေးအဖွဲ့အစည်းတွေမိဖွဲ့အဖွဲ့အစည်းတွေဒီကျောင်းကနေပြီးတော့ဆရာဆရာမတွေအားလုံးကိုဒီလေးကတော့အခုချိန်မှာတော့နော်အရန်ပီတိဖြစ်ပြီးတော့သာဓုလဲခေါ်တယ်ကျေးဇူးလဲအရန်တင်တယ်ဒီလောက်ပါပဲဟုတ်ကဲ့ပါခင်ဗျာအခုလိုဖြစ်ကြပြီးတဲ့ကျွန်တော် MRT4 ကအထူးပဲကျေးဇူးတင်ရှိပါခင်ဗျာအဲလေးလေးကလည်းကျေးဇူးတင်ပါတယ်သာဓု MRT4 ကနေပြီးတော့ဒီကလေးတွေရဲ့ဘောနော်ဒီ ဘာသာရေးကိုဘာသာရတင်တင်ထားပြီးတော့ဇာရိတသီလမန္တန်ကိုတကက်ရင်ထဲမှာနှလုံးသားထဲမှာကိုယ်တိုင်ဆွဲပြီးတော့ကလေးတွေရဲ့ဘဝတစ်ခုမှာကိုယ်တိုင်ဆွဲပြီးတော့သူတို့ကိုယ်တိုင်ကျင့်သုံးနိုင်တဲ့ဒီဓမ္မစကုတွေဖြစ်မြောက်ဖို့ကလေးတွေရဲ့ရင်ထဲမှာဒီလိုမျိုးတွေယဉ်ကျေးလိမ္မာလာတဲ့ကလေးတွေကဘာမှာရင်မောင်တန်းနိုင်တဲ့မြန်မာနိုင်ငံသူနိုင်ငံသားမျိုးဆက်လေးတွေပေါ်ပေါက်လာဖို့လေးလေးတို့လှုပ်ခဲတဲ့ပွဲကြီးကိုလာရောက်ပြီးဒီကုကလာပြီးသားတို့နဲ့အချိန်ပေးပြီးလာရောက်ရိုက်ကူးပေးတဲ့ပွဲတွေသားတို့ MRTP ဖို့လေလေးတို့အဖွဲ့ရနေပြီးတော့ ားလုံးကျေးဇူးတင်ပါလေလေးကိုသားလည်းလေးလေးကိုတိုင်းနေနဲ့လည်းသားတို့ကိုတကယ်လည်းကျေးဇူးတင်ပါတယ်တကယ်ကျေးဇူးတင်ပါတယ်မင်္ဂလာပါစွန်ကြီးပွဲတော်သူတက်ရောက်လာကြတဲ့အပရိသတ်များကိုအလူရှင်များကစတူဒီသားများဖြင့်အခန့်ကျူးမွေခဲ့ကြပါတယ်အေးနော်ဆရာတော်တန်ခါတော်ရှင်သူမြတ်တို့ကို လူရှင်များက နေစွန်းဆက်ကပ်ပူဇော်ကြပါရယ်ခင်ဗျာဒမတ်စကူးတင်တဲ့เจ้าမှာတင်းဥညွန့်နဲ့များနဲ့ ကလင်းငယ်များရဲ့လိလာတင်ယူမှုများကိုလည်းတာဝန်ခံဆရာမတူးမှအခုလိုဖြည့်ကြားပေးခဲ့ပါတယ်။ကျမကမင်္ဂလာတော်မျိုးနဲ့အမတ်တဇရာတီတီဆောင်ကဓမ္မစကူဆရာမတူးဖြစ်ပါတယ်ရှင်။ကျမတို့ကတင်ယူညွန့်နှန်းကိုအတက်ရပိုင်းခြားလိုက်စီစဉ်ထားပါတယ်။ကျမတို့ grade 4ကနေပြီးတော့အခုဆိုလို့ရှိရင် grade 7အထိကိုဟိုရှိနေပါပြီ။အဲ့ကနေပြီးတော့ကျမတို့ကဗုဒ္ဓဝင် စာပေတွေနဲ့နောက်ကလင်းများရဲ့ဇာတိတာပိုင်းဆရာများကိုလည်းအခြေခံပြီးတော့ဟိုပညာရေးနည်းစနစ်အနေနဲ့ စီစဉ်ဆောင်ရွက်ထားပါတယ်ရှင်ဓမ္မစကူးချောင်းကိုဖွင့်ရတဲ့အကျိုးအားကြောင့်အဲတာတာမိမိတို့ဟာလိမ္မာရင်ကျေးလာတဲ့ဗုဒ္ဓရဲ့အဆုံးအမတွေကိုခံယူပြီးတော့ပြောဆိုအနေထားအပြုမူတွေကအစားလိမ္မာရင်ကျေးတဲ့ကလေးလေးတွေဖြစ်လာတယ်တခုနဲ့တနေ့နဲ့တနေ့တောင်မတူပါဘူးရှင်ပြီးတော့လည်းဇာမတွေကိုတွေ့ရင်ဘလို့နှုတ်ဆက်ရမယ်လူကြီးမိဘတွေကိုတွေ့ရင်ဘလို့မျိုးပြောမှုပြုစုနေပြုမှုနေထိုင်ရမယ်ဆိုတာကိုလည်း သိရှိနားလည်လာတယ်ပြီးတော့ဆရာတော်ဖရာများဘုံဘုံဖရာများနဲ့တွေ့ရင်လည်းအပြောဆိုဘယ်လိုမျိုးနေထိုင်ရမယ်ဆိုတာကိုလည်းသိတဲ့နားလည်တဲ့ကလေးလေးတွေဖြစ်လာပါတယ်ရှင်ကျမတို့ပထမတော့လေအရန်မောပန်းနေကြပါတယ်ဒါပေမဲ့လေဒီစုံကြီးပွဲတော်ကြီးမှာဒီလိုမျိုးပျော်ပျော်ရွှင်ရွှင်အအောင်မြင်မြင်နဲ့ဟိုချစ်မြောက်တဲ့အတွက်လေအရန်ကိုလေဝမ်းသာပီတိဖြစ်ရပါတယ်ဟိုမောကပန်းရမယ်တော့မသိတော့ပါဘူးရှင်အဲ့လိုအရန်ကိုပျော်ရွှင်မိနေပါတယ်ရှင်အစီအစဉ်ကိုကြည့်ရှုနေတဲ့တာမီမီတို့ရဲ့ဒီပါများကိုလည်းလက်ဆောင်ပါကျင်တာတော့လေ ဓမ္မစကူးကျောင်းကိုပို့ပေးစေချင်ပါတယ်။အဖြစ်ဆိုတော့ဓမ္မစကူးကျောင်းဟာတပတ်မှာတစ်ခါပဲတစ်ရက်ပဲတင်တာပါ။တနည်းကနေမနေ့ပိုင်းလေးပဲ။ကျောင်းဘက်ရနေရာဒီကျောင်းဘက်ရမှာမဟုတ်ဘဲနဲ့ကျောင်းတက်တဲ့အချိန်မှာလည်းသူတို့ကိုပို့ပေးစေချင်ပါတယ်။ဘာဖြစ်ဆိုတော့ဓမ္မစကူးကျောင်းဟာဗုဒ္ဓရဲ့အဆုံးအမတွေကိုတင်ပေးတာဖြစ်တဲ့အတွင်းမိမာယဉ်ကျေးအောင်ဇာတိတပိုင်းမှာအဆိုင်အဟာကိုအခြေခံပြီးတော့တင်ပေးပြီးတော့သူတို့ရဲ့ပုံပြင်တွေ၊ကြပြားစာပေတွေ၊ဂင်းကစားနည်းတွေကိုပျော်ပျော်ရွှင်ရွှင်နဲ့ သင်ပေးတဲ့ကျောင်းတော်ဓမ္မကျောင်းတော်ကြီးတစ်ခုဖြစ်ပါတယ်ရှင်။အကြောင်းမလို့ဖေဖေမေမေတို့ကိုလည်းတားငယ်သမီးငယ်လေးတွေကိုဓမ္မစကူးကျောင်းတော်ကိုပို့ပေးဖို့ဖိတ်ခေါ်အပ်ပါတယ်ရှင်။ပရိသတ်များခင်ဗျာယနေ့လူငယ်နောင်ဝယ်လူကြီးဆိုတဲ့အတိုင်းနောင်တစ်ချိန်ဝယ်ပခုံးပြောင်းတာဝန်ထမ်းဆောင်ကြမယ်။တားငယ်သမီးငယ်တို့ရဲ့ယင်တဲ့ဝင်မြတ်စွာဘုရားရှင်ရဲ့ဩဝါဒနဲ့ညီကျင့်ကြံနေတိုင်းတက်စီဖို့သင်ကြားပို့ချပေးနေတဲ့ဓမ္မစကူးကျောင်းတော်များကဆိုရင်လေကျေးဇူးကြီးမားလာပါတယ်ခင်ဗျာ။ဒါကြောင့်ဒီနေ့ရဲ့ သုံးနှစ်ပြည့်မင်္ဂလာတော်မြို့နယ်ဓမ္မစကူးစုံကြီးပွဲတော်အခမ်းအနားကိုကြည့်ရှုပြီးကြည်နူးနိုင်စေဖို့အတွက်ရိုက်ကူးတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာကြည့်ရှုအားပေးကြတဲ့ပရိသတ်များအားလုံးကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ